MSP ကြိုက်ကြစား cannot they sick ဒေးစားရတယ်အဲ့တော့အဲ့လိုဆိုတဲ့အခါမှာဒီလိုစီနီယာကိုအကိုပေါ့နော်အာဟိုဒါရိုက်တာအနေနဲ့ပထမဆုံးစုံရတယ်ဒီဇကာကြီးကလည်းအရန်ကိုဇက်အင်ကလည်းကြီးကျဲကျွန်တော်လိုက်ပို့ပြီးပါမယ်စေတနာနဲ့ပါလာကောက်တက်လာဒီမှာပြောအေးပြောပြောပြောရှင်ကျမဘလို့တန်းစားမြတ်နေလဲရှင်ကားပေါ်ဆိုတင်ဆွဲတင်နေရရှင်မမှန် နေသူ့ကိုလုံးဝစိတ်ပါလို့ရတယ်နေသူနဲ့ဝဲနေစမ်းပါကျွန်တော်ကုမ္ပဏီမှာပိုင်မိသားစုမှမဟုတ်ဘူးဘယ်စီးပွားရေးလုပ်ငန်းရှင်ဘယ်ကုမ္ပဏီမှာကျွန်တော်ကုမ္ပဏီမှာရှယ်လက်မခံပါဘူးဒါဆိုနေတော့ကပိုင်လုပ်ငန်းစုနဲ့မပူးပေါင်းဘူး MSB ရွှေရွှေပေါ့เนาะညီမပိုင်ဆိုးရဲ့ငယ်ဘဝတွေကနေပြီးတော့ ကြီးရည်ထိဘေးရနေဆောက်ရှောက်ပေးရတော့အာနေရာနေပါဝင်ပါတယ်။ဒါပေမဲ့အဲကိုကအိန်တော်ဒိန်းဆိုတဲ့ခါကြတော့အဲဆောက်ရှောက်နိုင်တဲ့အင်အားကတော့မရှိမရှိတရှိလေးနဲ့ပေါ့နော်။အဲအဲ့လိုမျိုးလေးဆောက်ရှောက်ပေးခဲ့ရတဲ့အခန်းကနေပါဝင်ပါတယ်ရှင်။အာဒီ character လေးကဘာပဲပြောပြောဟိုလုတ်ကွက်ရတဲ့တလောက်ရပါတယ်။အာရတဲ့တလောက်ရပါတယ်ဆိုတော့တာကြီးတို့လုံနေကြ ် item လေးပါပဲတိုးတော်လဲလုံးနေကြ item ထက်နည်းနည်းလေးပေါ့နော်အဲမင်းသမီးကိုအနာအနီးကပ်ပေါ့နော်အဲအဖြစ်ပေးရတယ်ကိုဟိုအိမ်တော်ထင်းတယောက်နေနေပေါ့နော်အဲ့လိုမျိုးအာမင်းသမီးရဲ့ဟိုဘလို့ခေါ်မလဲစိတ်ခွန်အားတွေပေးရတယ်ကာကွယ်ပေးရတဲ့နေရာလေးရပေါ့အမတရတော်ကပြောသားတယ်လို့ပါပဲကိုမင်းဦးနဲ့ကဒါကဇလန်းတွဲလေးဖြစ်တယ်ကိုမင်းဦးဒါရိုက်တာအနေနဲ့ ဆိုရင်ဒါပထမဆုံးစုံတဲ့ကားလည်းဖြစ်တယ်ကိုမင်းကအဲ့ character တွေဒီ actor တွေအများကြီးမှတကယ်အများကြီးအဲ့လိုအများကြီးကိုသူကဘာလုပ်ပေးရလဲဆိုလို့ရှိရင်အဲ့ဒီ character တွေအားလုံးရဲ့ဘယ်လိုခေါ်မလဲ ကာရိုက်တာတွေကိုသူခေါင်းထဲမှာသူတယောက်တည်းသိမ့်ပြီးအဲ့ဒီအပေါ်မှာလူကင်မရာဝက်ကောပါညာအကုန်လုံးစီစဉ်ရတဲ့အခါမှာတခါတလေကြာရင်အော်ဘောလူခွန်မလဲစိတ်မရှိတာတွေစိတ်လောတာမျိုးတွေဖြစ်တတ်တယ်သို့တော်လဲသူကဟိုဘယ်လိုခေါ်မလဲဆိုတော့အားလုံးကိုအကောင်းဆုံး control လုပ်သွားနိုင်တယ် အဲဒါကြောင့်မို့လို့အမတ်တရတွေကတော့အမတ်တရတွေကတော့ကိုယ့်ရဲ့အမှုပညာကြီးကို မောင်မားတွေအများကြီးပေါ့နော်အဲလူဟောင်းတွေပြန်ဆောင်ကြရတယ်ပြန်ဆောင်ကြရပေမဲ့တဟီးတဟားတော့အရန်လို့လို့မရဘူးအဲ့တော့ အဲပြောစရာလည်းကောင်းတဲ့ shooting လေးပါလို့တာယီတို့တွေဒီဟို director လူငယ် director ဆိုလဲလူငယ် director မဟုတ်လို့ဘာပဲဖြစ်ဖြစ် director ဆိုကင်းတော့တဲ့ set ဒေးစားရတယ်အဲ့တော့အဲ့လိုဆိုတဲ့အခါမှာဒီလို senior ကိုအကိုပေါ့နော်အာဟို director အနေနဲ့ပထမဆုံးစုံရတယ်ဒီဇကာကြီးကလည်းအရန်ကိုဇက်အိမ်ကလည်းကြီးကျယ်အာ current အဲ့ဘလို့ခေါ်မဇက်ကောင်တွေကအများကြီးဖြစ်တဲ့အခါမှာအမှန်တိုင်းပြောရရင်တခုခုလွဲချော်မှုဖြစ်သွားခဲ့ရဲ့ဆိုလို့ရှိလို့ရှိရင်ကိုကြောင့် ဆိုတဲ့အတွက်အဲကြောက်ရတယ်ကြောက်ရတယ်အာစတန်ပိုင်နေရတယ်အဲ့လိုမျိုးလေးတော့ရှိပါတယ်တာကြီးတော့နည်းနည်းအဆူခံရတာပေါ့အရန်กว่าချပါတယ်ဒရိုက်တာတရုတ်ဆောင်နေရာမှာကြတော့သူကတရုတ်ဆောင်ဆိုတဲ့အခါကျတော့ဒရိုက်တာခိုင်းတော့တိုင်းလို့ဆိုလေလေကိုကရိုက်တာလေးကိုဒရိုက်တာခိုင်းတဲ့အပိုင်းလေးကိုတာဝန်ယူပြီးတရုတ်ဆောင်ရတယ်ဒရိုက်တာကတော့အရန်တာဝန်ကြီးတယ်ဒရိုက်တာဆိုတာဒီတကွင်းလုံးဒီကရိုက်တာတွေအကုန်လုံးကင်မရာဝက်ကစား location တန်ပို အကုန်လုံးကိုသူခေါင်းထဲထည့်ထားရဲဆိုတော့တအားကွာချပါတယ်သူကဟိုငငယ်တော့တရုတ်ဆောင်ဆိုလို့ရှိရင်သူတရုတ်ဆောင်ပါဝင်ရမယ့်အခန်းပါဝင်ရမယ့်အဝိဇ္ဇအဲကတော့အဲ့လိုမျိုးလေးပဲဒရိုက်တာတင်ပေးတဲ့အပေါ်မှာအဲ့လိုမျိုးတရုတ်ဆောင်ကြားရတယ်အခုဟာကြတော့ ီဒါရိုက်တာကမှအိုက်တာတွေကရိုက်တာတွေအများကြီးကိုမှသူကအဲ့ဒီကရိုက်တာတွေပေါ်မှာတိမ့်ချော်မသွိုင်းအောင်အာဒီဇက်ကားကြီးကောင်းဖို့အတွက်အာဇက်တွေလိုကေးရှင်းတမ်ပိုတွေကိုသူကအဆက်ဆက်အရာခေါင်းထဲမှာထားတာအိုက်ကားရိုက်တဲ့အချိန်မှာကိုမင်းကတော်တော်တော့အိုပါတယ်အယံကွာပါပါတယ်ဆိုးဆိုရဲဂျိုဆိုးမလေးကြောင့်ဖြစ်လာတာလေပြဿနာတွေတစ်ခုမင်းတစ်ခုရှာလာတယ်ငါစီးပွားရှာရမှာလားနင်တော့ပြဿနာတွေရှင်းရမှာလားဒီကောင်ကော လိုမင်းကလေးမျိုးသဘောကျတယ်။ဒီမှာအပေါ်ညင်ချာ။သူများဘဝတွေလိုပဲတက်လာအေးစေးစေးလေးပဲနေနေတော့တယ်။အဲကိုမင်းကလေအရင်ချောတယ်ပေါ့နော်။အအကိုမင်းကလေအခုချိန်ကြီးလဲချောနေနုဖတ်နေရပဲလေ။အသူကလေဘာလို့ဆိုတော့စိတ်ကိုအမှုပညာသမားတော်တော်များများစိတ်ကိုလေထားတတ်ကြရဲ့နော်။အခုလိုမျိုးအပြောပြီးရင်အပြီးပြီပေါ့ပြီးလို့စိတ်ညစ်စရာတွေဝေးမှထားပြီးတော့အားလုံးနဲ့ပြောအောင်နေရတဲ့ခါကျတော့ကိုမင်းကအရန်ချောအရန်ချောပါတယ်အခုချိန်အရင်တော့ကလည်းချောတယ်အခုချိန်ကြီးလဲ ပိုပိုပြီးတော့မှချောလာနေပါတယ်ဟုတ်တယ်ဟုတ်တယ်ပိုကြီးလာတယ်အဲ့ဒါကတော့အဲကိုမင်းဦးရောတာကြီးတို့ကအသက်အရွယ်တစ်ခုရောက်လာတဲ့အခါမှာအမှုပညာလောပါတော့ကြီးလာကြပါတယ်အမှုပညာတက်တန်းကြာလာတာနဲ့အမြဟိုအတွေ့အကြုံတွေအရအတွေ့ဇလန်းတွေအများကြီးရိုက်ခဲ့တယ်အတွေ့အကြုံတွေအရဘာပဲဖြစ်ဖြစ်ဟိုဥစား ားဆိုင်ထုတ်ကြရတယ်။တာရီတို့ဆိုလေဒီသက်ဒီရွယ်ရောက်တော့မှအိုက်တင်ရဲ့သဘောတရားကိုထိထိမိမိသိရဲ့။နောက်ပြီးတော့အရင်တော့ဆိုငငယ်တော့ဆို dialogue ကိုပြောပြီးပြီးပေါ့နော်။အဲ့လိုမျိုးမျိုးတော့ဆိုပြောလိုက်ကြရတယ်။အခုချိန်မှာတော့စကလုံးတစ်လုံးနိုင်မှသူ့ဘာသူအိုက်တင်ရှိရဲ့အာမျက်လုံးနဲ့လောက်ရမယ်အိုက်တင်တချို့တွေကပြောကြတယ် dialogue တစ်လုံးမှမပါဘူး။အဲ့ဒီ dialogue တစ်လုံးမှမပါတဲ့အချိန်မှာအိုက်တင်ကပို့ပြီးခက်ခဲတယ်။ဘာလို့ဆိုစိတ်ထဲကနေအဲ့ဒီ dialogue ကိုပြောရတယ်။နောက်ပြီးတော့ ဟိုငငယ်တော့ဆိုမသိလို့ရှိရင် body movement နေနဲ့ဟာတအားတွေပေါ့ body movement လုပ်ရတဲ့အပိုင်းလေးရှိပါတယ်တိုးတော်လည်း အဲ့ဒီမျက်နှာနဲ့ idea မလုတ်တက်တဲ့အခါကျတော့ body movement အနေနဲ့တုံးရတဲ့အခါကျတော့ idea နဲ့အာလွဲတာတွေအများကြီးရှိတယ်နောက်ပြီးရဲ့အခါမှာဆိုလို့ရှိရင်မျက်ရည်ကြဖို့ဆိုငငယ်တော့ပယုတ်စီရေးထက်အာအဲ့လိုမျိုးထက်ခါမှာမျက်လုံးတွေကဟိုပယုတ်မျက်ရည်မထွက်ပဲနဲ့မျက်လုံးတွေမဖွင့်နိုင်ပဲနဲ့နှက်တွေထွက်ဆိုတော့လေနောက်ပြီးတဲ့အခါမှာမျက်ရည်အတုမူးမထက်တတ်တော့လေမျက်ရည်အတုနဲ့လောက်ရတဲ့အခါမှာဘာဖြစ်လဲဆိုတော့အဲ့အဲ့ဒီကားတွေမျိုးပြန်ကြည့်တဲ့အခါမှာအရန်ရှက်တက်လာတယ်အရန်ရှက်တက်လာတယ်ဆိုတာက ဲ့ဒါဘယ်လိုရှက်တလားဆိုတော့ကို mood မရှိဘယ်လိုခေါ်မလဲ mood မရှိပဲနဲ့လေအဲဒီဟာကိုပဲ item လုံးုံတသက်ကြီးပဲဆိုတာလေအဲ့လိုမျိုးတကယ် mood မပါရင်အသက်မပါပဲနဲ့လုံငိုလုံအဲ့ဒါမျိုးတွေပေါ့လေအဲ့လိုမျိုးတွေဟိုဟွာတွေကိုလည်းအခုချိန်မှာတိလာတယ်။အကြောင်းမို့လို့အတွေ့အကြုံညာဆိုလို့ရှိရင်အသက်ကြီးလာလေလေဒီလိုမျိုးပေါ့လေဒီလိုမျိုးစူးစမ်းအားထုတ်ရမယ်ဆိုတာတွေကို item ရဲ့သဘောတရားတွေကိုအတွေ့အကြုံညာ ပိုတိလာကြတယ်လို့ထင်ပါတယ်။မြန်မာစတားပစား